ားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ Global Version မှာ Battery 9000 mAh ပါဝင်လာတဲ့ Redmi 15 4G ကို unboxing လုပ်ပြီးတော့အတူတူကြည့်မှာဖြစ်ပါတယ်ပထမဆုံးဈေးနှုန်းကနေစပြီးတော့ပြောအောင်ပေါ့နော်ဒီကောင်ကလောလောဆယ်ဈေးကွက်ထဲမှာ8256 Thai Global Version တွေဝင်ရောက်လာတာတွေ့ရတယ်ဈေးနှုန်းအနေနဲ့ကတော့6300ပတ်ချာလင်းနေတော့ရောင်းနေကြပါတယ် Redmi 15ကိုစိတ်ဝင်စားတဲ့အကြောင်းရင်းက9000 mAh battery ပါဝင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့တော်တော်များများ ဘက်ထရီအကိတ်ကြီးပါတဲ့ဖုန်းတွေကိုကြိုက်ကြတာဆိုတော့ဒီနှစ်မှာ Redmi 15ကိုစိတ်ဝင်စားတာပါအဲဒိုးတက်လာတဲ့အချက်တွေရှိလာမေးရရင်တကယ်တမ်းပြောရရင်ဒိုးတက်လာတယ်လို့ပဲပြောရမှာပေါ့ကျွန်တော်တို့က Redmi 12တို့ Redmi 13တို့မြင်တွေ့ခဲ့ရတဲ့အနေအထားက G85 တို့ G90 တို့ G91 အထွာအစရှိသဖြင့်အဲ့လိုမျိုး MTK SoC တွေနေပဲတွေးခဲ့ရနေဒီနေ့မှာ Snapdragon 685 SoC သုံးပေးထားတာဆိုတော့ secondary device အနေနဲ့သုံးခြင်းသုံးခြင်း social media သုံးဖို့အတွက်တော့685ဒီ battery စားတက်တာတလို့ချောချောမွေ့မွေ့ smooth ဖြစ်ဖြစ်နေ Facebook TikTok YouTube တွေကိုကောင်းကောင်းသုံးလို့ရတဲ့အနေအထားတစ်ခုမှာ ရှိတယ်စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်ပြီးဂိမ်းဆော့မယ်ဟိဆိုရင်လေမိုဘိုင်းလီဂျန်တို့ HOK လို့မှာကောင်းကောင်းဆော့လို့ရနိုင်တယ်မိုဘိုင်းလီဂျန်ဆိုရင်ကျွန်တော်နောက်မှဆန်းထားတာဆိုရင်တွေ့ပါလိမ့်မယ်သူက 90fps ပေါ့နော် Mac quality က ultra frame rate ကကျွန်တော်တို့ super အနေထားနဲ့ ထားပြီးတော့ဆော့လို့ရမယ် HOK ဆော့တဲ့သူဆိုရင်တော့အမြင့်ဆုံးနေ frame rate ဆိုရင်လည်း FPS ကို ultra ပေါ့အမြင့်ဆုံး120 FPS နဲ့ရသလို resolution ဆိုရင်လည်း ultra ထိစားပြီးကြည့်လို့ရတော့ mobile phone ကတော့ okay တယ်ပက်ကြီးဆော့ဖို့အတွက်တော့ဒီကောင်ကိုတော့မစင်းစားပါနဲ့ဘာလို့ gyroscope sensor မပါတာဖြစ်တဲ့အတွက်ပက်ကြီးမှာဘယ်လောက်ရရပါလဲလဲကျွန်တော်မပြတော့ဘူးပေါ့နော်ဆော့လဲ ABS နဲ့ပဲဆော့မှာဆိုတော့ဒီကောင်တော့မဆော့ပါနဲ့ global လုံးတစ်ခုအနေနဲ့ဆိုရင်တော့ snapdragon 685ပါတဲ့ကောင်ကို6သိန်းကျော်နဲ့ရတာတော့အဲ performance ဘိုင်းအရာတန်တယ်လို့ ပြောလို့ရတယ် China version နေနဲ့သွားရှင်တော့ဒီနားမှာ Note 13 Pro တောင်ရတော့ Note 13 Pro ကတော့ဒီကောင်တက်အများကြီးပိုကောင်းတယ် China version နဲ့ကိုင်ရမယ်ဆိုပေမဲ့ပေါ့နော်ဟုတ်ပြီအဲ့တော့ display ဘိုင်းကလည်းဒီကောင်က A7 ကြီးပါကျွန်တော်တို့7.9 inch ရဲ့ IPS LCD ကိုမှ Full HD Black Resolution နဲ့ကြည့်ရမယ်144 Hz Refresh Rate Support ပေးတယ်ဆိုပြီးတော့သူကရေးထားတယ်တကယ်တော့ပါဝင်တဲ့ SoC Snapdragon 685က ဘလောက်ပဲဆက်ဖို့ပေးနိုင်လို့ဆို FHD Black 120 Hz နဲ့ပဲ refresh rate ကအလုပ်လုပ်တာဒါပေမဲ့ဒီကောင်က144 Hz ရတယ်ဆိုတော့ software optimization နဲ့ပဲ144 Hz ရအောင်လုပ်ပေးထားတာတော့မသိဘူးနောက်မှကျွန်တော်စမ်းကြည့်သလောက်တော့ video ကြည့်တဲ့အချိန်မှာတော့144 Hz ဆိုပြီးတော့ပြနေတာမြင်နေကျန်တဲ့ထဲထဲမှာ screen size လောက်တာပါညာကတော့120 Hz အများဆုံးပဲအလုပ်လုပ်ပါလိမ့်မယ် high brightness က850 nits အထိရတယ်ကောင်းတာကတော့ test assembly rate 288 Hz ရတာကတော့ အဒီဈေးပတ်ချလေဖုန်းနေကုန်ကုန်ပြီးလုံးနေတယ်မှာတော့သူ့တက်ဆမ်လင်းရိတ်ကတော့အဆင်ပြေတဲ့အနေအထားတစ်ခုမှာရှိပါတယ်မာတီမီယာခံစားဖို့အတွက်အသံကတော့ကျွန်တော်တို့စပီကာတစ်လုံးပဲပါပါတယ်ဂျူရယ်စပီကာမပါလာတော့တိတ်တော့မမိုက်ဘူးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ကဟိုဘယ်လိုပြောလဲ6သိန်းကျော်ဝန်းကျင် China ဖုန်းနေနဲ့အဲသူ့မီယိုပဲရှင်ပြီးပြောလို့ပါအဲသူ့ Redmi number series ကတကယ်တမ်းပြောရရင် entry မကမရိတ်မကြဂျားဆိုင်အနေအထား ဖုန်း segment တစ်ခုပဲရှိတာဈေးရတာ6သိန်းဝန်းကျင်ဖြစ်နေတဲ့အတွက်ကျွန်တော်တို့က Julius speaker မပါဘူးလို့ပြောတာပါသူ့ရဲ့ model segment ရတော့ဒီလိုအနေထားအတိုင်းပဲ Redmi ကနေထုတ်ပြီးမှာပါ။ဘာဝင်တဲ့ charging 33 watt ကလည်း 9000mAh ကိုအားသွင်းရင်တနားကြီးကြော့ကြော့တနားကြီး15ဝန်းကျင်လောက်တော့အားသွင်းရင်ဝင်နိုင်တဲ့အနေအထားမှာရှိတယ်။ကင်မရာကတော့ Jurek camera setup ပဲ50 megapixel main camera ပါမယ်။ Auxiliary lens ဆိုပြီးတော့ lens တစ်ခုပါတယ်။အဲ့တော့ တကယ်ပြောရင်ဓာတ်ဆန်စာအနေနဲ့ပဲမှတ်ထားရင်လည်းရတယ်။ OIS ဘာညာ support မပေးတာဖြစ်တဲ့အတွက်ကတော့ဓာတ်ပုံရိုက်တဲ့အချိန်မှာဟိုလက်ကလေးကိုညင်ညင်ကင်ထားဖို့လိုသလို image processing PET ဆောင်းအဲ့ဒါမှာအာကျွန်တော် shake key မဖြစ်တဲ့ပုံရိပ်ကိုရမယ်။ပုံမှန် online shop သုံးကျင်တာမျိုးကို product လေးတွေရိုက်တဲ့နေရာမျိုးတော့ color saturation ကောင်းကောင်းလေးနဲ့ပုံထွက်လေးတွေကိုရိုက်လို့ရတာတွေ့ရတယ်။လူပုံတွေကတော့အာကျွန်တော်ပြောခဲ့သလိုပေါ့နော်ခင်ဗျာ။ အရောင်ကာလာကောင်းကောင်းရတဲ့နေရာအလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာလက်ကလေးကိုညင်ညင်ရိုက်နိုင်နေဟိဆိုရင်တော့အဆင်ပြေတဲ့ပုံထွက်ကိုရနိုင်ပါတယ်ကင်မရာပုံထွက်ကိုပို့ပြီးတော့အာပိုကောင်းကျင်နေလူပုံတွေရိုက်ဖို့များတဲ့ဟိဆိုရင်တော့ဒီကောင်ကအရင်မကောင်းဘူးအာ Note 13 Pro ကိုတက်ဝယ်လိုက်တာဒီကောင်တက်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဒါကကြုံလို့ထည့်ပြောတာ selfie က8 megapixel ပုံမှန်ပဲဒီမှာလဲကျွန်တော်တို့ပုံထွက်အနေထားအနေငယ်ထည့်ပေးထားတယ်အဲ့တော့ ကြည့်လိုက်ပါကျွန်တော်တို့ကလည်းအသစ် global အလုံးအနေနဲ့ထွက်လာလို့မိတ်ဆက်ပေးရတာသူ segment ကလည်း entry မကမရိမကြဂျားဆိုင်ဖြစ်တော့ပုံရိပ်တွေကတော့အများကြီးမမျော်လင့်တဲ့လူပုံရိုက်ချင်တဲ့ဟိတ်ဆိုရင်တော့ note 13 pro china အလုံးသားဝယ်ဒီတဲ့ကောင်းမွန်တဲ့ဆွမ်းဆောင်ရည်ရောပုံထွက်ကောရနိုင်ပါတယ် ဂျန်နာတော့ကျွန်တော်ထွေထွေထူးထူးဘာမှပြောစရာမရှိဘူးသူရဲ့အားသာချက်ကဂျမနိုင်းပေါ့နော်ဂျမနိုင်းဘစ်ရင်ပါတယ် global အလုံးဆိုတော့ကျွန်တော်တို့ cycle set ဘာညာအသုံးပြုတဲ့ hey ဆိုရင်လေအဲဒီဂျမနိုင်းရဲ့အားသာချက်အရအင်္ဂလိပ်လိုရှာပေးနိုင်တာတို့ဂျမနိုင်း AI နေရနေပြီးတော့ကျွန်တော်တို့မေးချင်ပြုချင်တာအရာအားလုံးကိုဒါ right ဒီကောင်မှာ မေးလို့ရတာတွေကသူ့ရဲ့အားသာချက်ပါနောက် time region ကိုထားပြီးတော့ဆက်လက်လုပ်တဲ့ ဆိုရင်လေခင်ဗျားတို့ core recording အသုံးပြုတဲ့အချိန်မှာအတန်ဖန်းနေသည်လို့ဩမှာမဟုတ်ဘူး SMPP နဲ့ core recording အသုံးပြုလို့ရမယ်အနောက်တစ်ခုကောင်းတာ notification ကလည်းနောက်ကျမှာမဟုတ်ပါဘူး global အလုံးဖြစ်သွားတဲ့အတွက်ပေါ့သူမှပါဝင်တဲ့ spec အသေးစိတ်အနေထားကတော့နောက်မှကျွန်တော်တေချာရှင်းပြထားတာဖြစ်တဲ့အတွက် လိုက်ကြည့်လိုက်ပါအောင်ခင်ဗျာကလတော် MAH ဘက်ထရီပါဝင်တဲ့ Redmi 15 4G Global Version ပါ 8256K Version ကို6300ဝန်းကျင်နဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်ဖောက်ကြည့်လိုက်ရအောင်ပါ Global Version နဲ့လာတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘေးပညာမှာတရုတ်စာတွေမြင်ရမှာမဟုတ်ပါဘူး user guide tpu အပြော့ပေါ့နော်အနေအောင်ကပါ ဒါကတော့ Redmi 15မှာကျွန်တော်တို့ပြီးမှကြည့်ပါမယ်။ Type C Joe 33W charging ကောင်းလေးထည့်ပေးထားပါတယ်။ပါဝင်တဲ့ hardware spec တွေကိုအသေးစိတ်ရည်ပေးထားတယ်။ မြင်ဘူးခဲ့တဲ့ Redmi Number CP Global Version နေထဲမှာ battery အကြီးဆုံး9000 mAh screen size ကလည်းအကြီးဆုံးပါ6.9 inch Full HD Black LCD နဲ့ကြည့်ရမယ် Snapdragon 685ဆိုတော့ကျွန်တော်တို့သုံးဘူးခဲ့တဲ့ Redmi Number CP ထဲမှာလည်း power နဲ့ SoC အကောင်းဆုံးလို့ပြောလို့ရတယ်ပေါ့နော်ပုံမှန်ဆိုရင် G85 တို့ G90 တို့လာတဲ့အနေအထားမှာဒီနေ့မှာတော့ Snapdragon 685ကိုပြောင်းသုံးပေးထားတယ် Quad Core design နဲ့လာမယ်ပြီးရင်ကျွန်တော်တို့ 32W fast charging support ပေးလို့50 megapixel AI ကင်မရာတက်ဆင်ပေးထားရလို့ရေးထားပါပါနော်ဖွင့်ကြည့်လိုက်အောင်ပါ Redmi 15လေးရဲ့ big quality design ဒါနာပါဒီနှစ်ကတော့အချိုးကွေ့အနေငယ်ပြောင်းလဲသွားပြီလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ပုံမှန်ဆိုရင်12 series ကအဲ flat cover အနိထားသုံးထားတာဒီနှစ်မှာတော့ battery air stone ဖြစ်သွားတဲ့အတွက်လုံးဝ flat cover မဟုတ်သေးဘဲနဲ့ quad cap ပေါ့နော်ဒီအနောက်ဖက်တွေကို quad cap လုပ်ပေးထားတာတွေ့ရသလိုလက်ထဲမှာကင်တဲ့အချိန်မှာအဆင်ပြေအောင်လဲဘောင်လေးတွေကိုကျွန်တော်တို့လုံးပေးထားတာကို တွေ့ရတယ်ဒီကောင်က9000 mAh battery Ariston ကြီးထည့်ပေးထားတာဖြစ်တဲ့တော့အထူးက8.4 mm ရှိတယ်လို့အလေးချိန်ကလည်း214 gram နဲ့ကျွန်တော်တို့သုံးရမှာပါကင်မရာဘန်ကလည်းကျွန်တော်တို့ဒီဇိုင်းအတွင်းပြင်ဆိုရင်တော့ Infinite Hot Series အခု Hot 50လို့ Hot 60လို့မှတွေ့ရတဲ့ပုံစံမျိုးဒီဇိုင်းအသားနာလေးနဲ့တွားပြီးတော့ ဆင်တူတယ်50 megapixel main camera ပါမယ်ဒီကတော့ကျွန်တော်တို့ auxiliary lens ဒါမှမဟုတ် depth sensor အနေနဲ့ပဲပါတယ်ဒါကင်မရာ၃လုံးမဟုတ်ပါဘူးဒီတိုင်းပဲအလှထည့်ထားတာဖြစ်ပါတယ်ဒီမှာ flash mini ပါပါတယ် global version အဖြစ်နဲ့ဝင်လာကြောင်းဒီမှာကျွန်တော်တို့ CE တစိုက် logo လေးကိုမြင်တွေ့ရမှာပါနောက်ကကာပါကတော့လက်ရမထင်နိုင်တဲ့ mesh finish ပုံစံမျိုးလုပ်ပေးထားတယ်ကာပါမှာသုံးပေးထားတဲ့ရောင်ပြီးတခြားလေးတွေကတော်တော်လှတဲ့အနေအထားတစ်ခုမှာရှိပါတယ်ကင်မရာဘက်ကတော့ကျွန်တော်အရင်ကြီးမထွက်ဘူးပေါ်ဘက်မှာ IR blaster ပါမယ် ဘေးဘက်မှာတော့ကျွန်တော် volume up down power button power button မှာပဲ sign of fingerprint လေးထည့်ပေးထားပါတယ်အောက်ဘက်ခြမ်းမှာတော့ speaker tight sip mic ဒီဘက်ဘေးမှာတော့ကျွန်တော်တို့ sync slot လေးထည့်ပေးထားပါတယ် sync ကတော့ high fret sync slot ပါ sync နှစ်ကက်ထည့်သွင်းသုံးပြုမယ်ဟဲ့ဆိုရင်တော့ memory card ထည့်လို့ရမှာမဟုတ်ပါဘူး sync တစ်ကက် memory card ပုံစံမျိုးနဲ့တော့သုံးလို့ရပါတယ်ရှေ့ဘက်မှာတော့8 megapixel selfie camera ပါဝင်ပြီးတော့ screen size က A7 ကြီးပါ6.9 inch Full HD Black LCD ကိုသုံးရမယ် high bright နဲ့800နီးအထိရသလို့ 144 has refresh support ပေးတယ်လို့တော့ရေးထားပါတယ်။ဒါပေမဲ့တကယ်တမ်းပြောရင်သူ့မှာတုံးထားတဲ့ Snapdragon 685 SoC က120 has full HD blast ပဲ support ပေးနိုင်တာပါ။ software ဘိုင်းဆိုင်ရာနဲ့ 144s ရအောင် လုပ်ထားရလားတော့မပြောတတ်ဘူးပေါ့နော်။ဒါကတော့ထည့်သွင်းမှတ်သားရမယ်အချက်။ Color Gamma အနေနဲ့ဆိုရင် NDSC 85% support ပေးတယ်လို့သူရဲ့ officially site မှာရေးထားတာတွေ့ရပါတယ်။ Depth sampling rate ကတော့288 has အလုပ်လုပ်ပေးမယ်ပေါ့ရှင်းနေပါစေတွေကတော့မြင်နေတိုင်းပဲပေါ့နော် entry မက merit မကြဆိုတော့ထူတဲ့အထဲမှာပါတယ်ဆက်တက်လေးလုပ်ပြီးတော့ကြည့်အောင်ပါဘာသာစကားကတော့ english ပဲယူလိုက်မယ်ကျွန်တော်တို့ကဒီနေရာမှာ core recording ကိုအတန်ဖန်းနေပါသည်လို့မအော်ခြင်းဘူးခိတ်ဆိုရင် region မှာ Thailand ထားပြီးတော့ရွေးလိုက်ပါဒါဆိုကျွန်တော်တို့အခုနောက်ထွက်တဲ့ဖုန်းတော်တော်များများမှာအတန်ဖန်းနေပါသည်ဆိုပြီးတော့ MIUI မှာ recording မှာမအော်ဘဲနဲ့တုံးခြင်း Thailand region ရွေးပြီးတော့ဆက်လက်လုပ်ပေးပါတော့ဒီမှာလဲကျွန်တော်တို့ Thailand မှာထားပြီးဆက်လက်လုပ်လိုက်ပါမယ် ရမင်း15လေးကိုကျွန်တော်ဆက်လက်လုပ်ပြီးမြင်တွေ့ရမယ်အနေထားပါအဲ P Bright နဲ့650နှစ်အထိရလည်းမစိုးပါဘူးတော်တော်ကျွန်တော်တို့ SE တခုအနေနဲ့ဆိုရင်တော့လင်းနဲ့ထဲမှာပါတာကိုတွေ့ရတယ် Global version ဖြစ်သွားတဲ့အတွက်ကတော့ Google Service ပါညာတခါတည်းပါသလိုခင်ဗျားတို့ notification တွေနောက်ကျမှလည်းပူစရာမလိုပါဘူးအဆင်ပြေပြေသုံးလို့ရနိုင်ပါတယ်เนาะကျွန်တော် Thailand region နဲ့ဆက်လက်လုပ်ခဲ့တဲ့အတွက်လည်း ကော်ရကောရင်းဖန်နေဟိတ်ဆိုရင်လည်းအတန်ဖန်နေသည်လို့မအော်ပဲနဲ့ကော်ရကောရင်းကိုကျွန်တော်တို့အဆင်ပြေပြေတုံးလို့ရပါလိမ့်မယ်ပုံမှန်ပြောနေကြတိုင်းပြောရရင်တော့ဒီဘက်ကကျွန်တော်စခရင်ကတ်လောက်ထားတာဖြစ်တဲ့အတွက်ကတော့ဖုန်းမှာတော့တော့မြန်ချင်မှမြန်ပါလိမ့်မယ်เนาะကျွန်တော်ကခင်ဗျားတို့ဒီဖုန်းထဲမှာပါတဲ့ setting တွေကိုအပြည့်အဝကြည့်လို့ရအောင်လို့ screen share လုပ်ပေးထားတာပါအဲ့တော့ဝင်ကြည့်ရအောင်ပါပါဝင်တဲ့ detail spec တွေကတော့မြင်နေတိုင်း Snapdragon 685သုံးထားတဲ့ 4G အလုံးဖြစ်ပါတယ် 5G ကတော့4ကြံတူးနဲ့လားမသိဘူးလား 5G ကတော့ကျွန်တော်တို့ရှိမှာပစ္စည်းမရှိသေးဘူးဒီမှာ RAM က 8GB အနေထားနဲ့သုံးရမယ် 256GB ROM ပေါ့နော်ဒီကောင်က OS version က HyperOS 2 Android version 15နဲ့သုံးရမှာဖြစ်တယ်ပေါ့နော်အရင်ဆုံးနဲ့ display and brightness display and brightness ကပုံမှန်ပါနေကြ depth မှုပါမယ်နော်ပြီးရင် depth မှု option ဆိုတာ depth မှုကိုဘယ်လိုအနေထားမှာ ပွင့်မလို့ဒါမှမဟုတ်ကိုသုံးချင်တဲ့ application တွေမှာ depth မှုကိုရွေးချယ်ပြီးတော့ထားလို့ရပါတယ်။ screen brightness ကပုံမှန်တိုင်းပေါ့နော်။ဒီ auto brightness ကိုပိတ်လိုက်ပြီးဆိုတော့မှကျွန်တော်တို့ sunlight မှုပုံမှန်ပါ။ဒါကတော့ display မှာရှိတဲ့အမြင့်ဆုံးလင်းရောင်ကိုသုံးချင်တဲ့ hex ဆိုရင်တော့အဲ automatic brightness ကိုပိတ် sunlight မှုကို online ရပြီ။ color shading ကာလာရှင်းကတော့သူကတခါလေ vivid ပေါ့နော်အယောင်ကာလာစူးစူးတောက်တောက်ကြီးပို့အတွက် vivid ဒါပေမဲ့ vivid ကအရင်စူးစူးတောက်တောက်မှုန်သေးဘူးကိုကြီးတဲ့ကွန်းတန်းပေါ်မှာမူတည်ပြီးတော့အယောင်ကာလာတွေကိုလိုအပ်တယ်လို့ချိန်ကြီးပြီးစူးစူးတောက်တောက်လေးဖြားပြီးမှလုံးဝဘာကြီးကြီးစူးစူးတောက်တောက်ကြိုက်တဲ့သူတွေက saturated မှာထားပြီးတော့သုံးပါ standard ကတော့အပုံမှန် normal အနေထားပေါ့နော်ဒီမှာတော့ကျွန်တော်စမ်းတာ vivid နဲ့ပဲစမ်းပြီးတော့စမ်းပြီးခဲ့မယ်ပေါ့နော်အာနောက်ထပ်က reading မှု reading မှုက ဖွင့်လိုက်တဲ့ဟိတ်ဆိုရင် blue light filter ဖြစ်လိုက်ဖြစ်တဲ့အတွက် screen ကအဝါရောင်ဘက်ကိုတန်းသွားမယ်ကက်လောက်ထားတဲ့ screen မှာတော့တိတာမှာမဟုတ်ပါဘူးဖုန်းမှာပဲတိတာမှာပါ black and white ထားပြီးသုံးကျင်တဲ့ဟိတ်ဆိုရင်ဒီ classic ထဲကိုဝင်ပါ classic ထဲမှာကျွန်တော်တို့ဒီမှာ full color ဒီမှာ black and white ပေါ့နော် black and white ဆိုပြီးရှိပါတယ်အဲ့ဒါဆိုရင် screen တစ်ခုလုံးကဖုန်းတစ်ခုလုံးကအဖြူမဲနေထားနေကျွန်တော်တို့သုံးလို့ရပါပြီငကိုနေထားတိုင်းပြန်ပြီးတော့ကြည့်ကျင်တဲ့ဟိတ်ဆိုရင်တော့ဒီကောင်ကိုပိတ်လိုက်ပါတော့ display and brightness ထဲကိုသွား reading mode ကိုပိတ်လိုက်ပြီးဟိတ်ဆိုရင်တော့ ပုံမှန်နေထားတိုင်းသုံးလို့ရပါပြီ refresh rate ပါ refresh rate ကကျွန်တော်တို့ပေါ့နော် तू ကပါတယ်လို့ပြောတော့လေ entry phone တစ်လုံးအနေနဲ့ဆိုရင်တော့ဒီကောင်144ရတာတော်တော်မိုက်တယ်လို့တော့ပြောလို့ရတယ်တကယ်အလုပ်လုပ်ရင်ပေါ့နော် custom မှာကျွန်တော်တို့ refresh rate က 60hz 90hz အဲ 90hz လေးပါလာတော့မစိုးဘူးဗျာနော်ကြားကြကြပေါ့နော်အမြင့်ဆုံးထားခြင်းနဲ့ဟဲ့နော် add to 144ဆိုပြီးတော့ custom မှာထားပြီးစိတ်ကြိုက်ချိန်ကြီးလို့ရတယ်ဒီမှာတော့ကျွန်တော်တို့ default နဲ့ထားပြီးဆန်းလို့ရတယ်။နောက်ထပ်ကကျွန်တော် app ထဲမှာဝင်ကြည့်အောင်ပေါ့နော် app ထဲမှာလည်းပုံမှန်ပါနေကြ app log ပါသလိုကျွန်တော် jure app ပေါ့နော် application နှစ်ခုပွားသုံးလို့ရတယ်။ Facebook နှစ်ခု Viber နှစ်ခုသုံးခြင်းတဲ့သူတွေအတွက်အဆင်ပြေတဲ့ jure app လည်းပါပါတယ်။ battery ရဲမှာတော့ဘယ်လိုအနေထားရှိအောင် charging option charging option ကတော့ကျွန်တော်တို့ကဟိုဘယ်လိုအနေထားမှာပဲဖြစ်ဖြစ်ဖုန်းကိုအားသွင်းတာမြင်စီခြင်းနဲ့ဟေ့ဆိုတော့ဒီမှာ speed up နဲ့သွင်းမှာအဲ့ဒါဆိုတော့ ဖုန်းပူရာအေးရာအတာထားမြင်မြန်သွင်းကြရင်တော့ speed up နဲ့ထားသွင်းပါ battery production မှာကရေရှည်ဖုန်း battery ခန့်ချင်တဲ့သူတွေကတော့ battery production မှာဖွင့်ပြီးတော့သုံးပေါ့သူက80ရာခိုင်နှုန်းထိပဲအသွင်းပေးမှာအဲ့ဒါတော့ battery ကိုတက်တန်းကြကြသုံးကျင်တဲ့သူတွေ battery production ဖွင့်သုံးအောင်ပြောတာပါ smart charging ကတော့ကျွန်တော်အသုံးပြုဖို့မှာမူတည်ပြီးတော့အားကိုအပြည့်တော့သွင်းပေးမယ် AI နဲ့ချိန်ကြည့်ပေးမှာပေါ့ chat fully ကတော့ ဘာမှလာမပြောနဲ့ကျွန်တော်တို့ဒီအချိန်ပြည့်အားသွင်းလိုက်တာနဲ့တရာပြည့်တာလို့ကျင်တော့ချက်ဖူးလီမှာထားတော့ဒါပေမဲ့အနည်းဆုံးတော့စမတ်ချာဂျင်မှာထားတော့ပူကောင်းပါတယ်။နောက်ပြီးရင်ကျွန်တော်တို့ battery hack ပေါ့နော် battery hack ကတော့လောလောဆယ်အသစ်ဖြစ်တာတဲ့အတွက်100%အနေနဲ့ဒီမှာရှိတာမြင်တွေ့ရမှာဖြစ်ပါတယ် additional setting additional setting နဲ့မှာက body ပါတုံးဆိုတော့ screen recorder ပါမယ် site 2ပေါက် site 2ပေါက်ထဲမှာ video 2ပေါက်လေးပါပါတယ်เนาะ video 2ပေါက်ပါတော့ကျွန်တော်တို့ဟိုဘာဘာ function လေးပါတော့ video ထည့်ပြီးတော့မှကျွန်တော်တို့ပြီးရင်ဆန်းပြီးမယ် memory extension ကသူက physical ram 8 gig ပါတယ် virtual ram 8 gig ထားတုံးလို့ရဆိုတော့16 gig ထားတုံးလို့ရပါတယ်ဒါပေမဲ့ပါတဲ့8 gig နဲ့ဆိုရင်တော့တော်တော်အဆင်ပြေနေပါပြီနောက် OTG feature OD feature က OTG on ထားမှကျွန်တော် external keyboard တို့ mouse တို့ UFB stick လေးတွေထုံးပြီးတော့ အသုံးပြုလို့ရမှာဖြစ်ပါတယ် second speed တော့ဒီမှာမတွေ့ဘူးပေါ့နော် second speed တော့ပါဝင်ခြင်းမရှိပါဘူးအနောက်ထပ်ကကျွန်တော်တို့မေးမယ်အဲ့လိုပေါ့နော် Redmi 12ခိုင်းတယ် Redmi 13ခိုင်းတယ်ဒီကကျွန်တော်တို့ဒူးပေါက်ကြီးကပြောင်းလို့မရပါဘူးเนาะဒီ classic ပုံစံအတိုင်းပဲတုံးလို့ရပါတယ်ပြောင်းတာကိုတော့ရှာပါနဲ့ဟိုရှာလဲတွေ့မှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ तू ကတခါလေးအဲ့လို segment ခွဲထားတယ်ဖြစ်ထင်ပါတယ် Redmi 12တို့เนาะ Redmi 13တို့မှာဆိုရင်အဲ့ဒီဟိုဟာက UI က ဒီအနေထားတိုင်းကြီးပဲတုံးလို့ရမှာပါ။ပါဝင်တဲ့ကင်မရာလေးတွေကျွန်တော်တို့ဝင်ပြီးတော့ကြည့်အောင်ပေါ့နော်။ကင်မရာကတော့ဒီရတိုင်းအရင်အရင်မမြော်လင့်ပါနဲ့ဒီကောင်က entry မက mid range မကြအနေထားမှာရှိတော့အရင်ကောင်းမွန်တဲ့ကင်မရာရုပ်ထွက်တော့ရမှာမဟုတ်ဘူး။အာ main ကင်မရာဒီကောင်ပေါ့နော်50 megapixel main ကင်မရာပါမယ်။ ultra HD မူးနဲ့ရိုက်လို့ရမယ်ပေါ့နော်။အာပါဝင်တဲ့ setting တွေကိုပြင်ချင်ရင်ဒီမျှလေးကိုနှိပ်လိုက်ပေါ့။နှိပ်ပြီး water mat တွေထည့်ချင်တဲ့ဟိတ်ဆိုလဲကျွန်တော်တို့ watermark လေးဖွင့်လိုက်တယ်ဟိဆိုရင်တော့ Redmi 15ဆိုပြီးတော့ပွားမယ် Ultra HD ဆိုတာ50 megapixel နဲ့ရိုက်ချင်တဲ့အချိန်မှာ Ultra HD နဲ့ရိုက်လို့ရပါတယ်ဗီဒီယိုကရှေ့မှာ 1080p 1080p ဘယ်လောက် FPS ရတာ 1080p 30fps ပဲရပါမယ်နော်ဗီဒီယိုက 1080p 60တောင်မရပါဘူး30ပဲရမယ် selfie camera အနေနဲ့ဆိုရင်ရော selfie camera အနေနဲ့လည်း 1080p 30fps ကအများဆုံးပါနောက်ထပ်ကကျွန်တော် photo ဖိုတိုမှာကအာကျွန်တော်တို့ digital zone ကဘယ်လောက်ထိရအောင်ဆိုတော့108ပေါ့เนาะအစ10စားထိ digital zone ဆွဲရိုက်လို့ရပါမယ်ဒါပါပဲနောက် portrait မှုပါမယ် night မှုပါမယ် time lapse ပါမယ်အဲ့တော့ပါတဲ့ feature ကတော့ဒါအကုန်ပါပဲပုံထွက်အနေထားဘယ်လိုရှိတော့ကတော့ကျွန်တော် နမူနာဆန်းရိုက်ပြီးထည့်ပေးလိုက်ပါမယ် Redmi 15နဲ့ရိုက်ထားတဲ့ sample photo တော်တော်များများထည့်ပေးလိုက်ပါတယ်ဒီမှာမြင်တွေ့တဲ့အတိုင်းပဲပေါ့နော်ကျွန်တော် studio ထဲမှာရိုက်တဲ့ product line လေးတွေကိုရိုက်ချင်တယ်ဟိဆိုရင်တော့ vibrant ဖြစ်ဖြစ် saturation ကောင်းကောင်းပုံရိပ်တွေကိုရိုက်လို့ရတာတွေ့ရမယ်ဒီကောင်ကင်မရာမှာ OIS support မပေးတာဖြစ်တဲ့အတွက်ကတော့ပုံတွေကိုရိုက်တဲ့နေရာမှာလက်ကလေးကိုညင်ညင်လေးထားပြီးတော့ရိုက်လို့ရမယ်လူပုံ portrait တွေကိုရိုက်တဲ့နေရာမှာတော့အရင်မမျောလင့်ပါနဲ့ဘာလို့ဆိုတော့ဒီကောင် entry မက mirroring မကြဖုန်းဖြစ်တာကြောင့် camera sensor ရင်အကောင်ကြီးမပါတဲ့အတွက်အဲကျွန်တော်ကဓာတ်ပုံရိုက်ပြီးဟိဆိုရင်အလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာလက်လေးငိမ့်ငိမ့်လေးထားပြီးရိုက်နိုင်တယ်ဟိဆိုရင်တော့အဆင်ပြေအတွက်ပုံထွက်အနေထားကိုရနိုင်တယ်အလင်းရောင်နေတဲ့နေရာဆိုရင်တော့ unwise နည်းနည်းထပါလိမ့်မယ်လန်စကိတ်ရရင်ရမယ့်ပုံထွက်အနေထားလေဒီမှာ ြပေးထားပါတယ်အဲကျွန်တော်တို့ကလည်းဒီ entry mark mirror ဖုန်းတစ်လုံးမှာပါတဲ့ကင်မရာအနေထားကိုအရင်ကြီးတော့မဝေဖန်ခြင်းဘူးပေါ့ဗျာဒါတော့အနေထားတွေပဲရမယ်စွမ်းဆောင်ရည်ဘိုင်းနဲ့ပတ်သက်ပြီးပြောရရင်ကျွန်တော်တို့ PUBG မဖမ်းပေးတာမဟုတ်ပါဘူးသူက gyroscope sensor လုံးဝမပါပါဘူးအဲ့တော့ခင်ဗျာဒီဖုန်းကြီးဝယ်ပြီးဘက်ဂျီဆော့မယ်ဟဲ့ဆိုရင် gyro sensor မပါတာဖြစ်တဲ့အတွက် ADS နဲ့ပဲဆော့လို့ရမယ်เนาะအဲ့တော့ no ပါ patch ကြီးဆော့ဖို့အတွက်ကတော့ဒီဖုန်းကိုလုံးဝ patch လုပ်လိုက်တဲ့နေအနေထားမှာရှိပါတယ်။ mobile legend ကို Redmi 15ပေါ်မှာဆော့ကစားရင်ရမယ် graphic setting မှာ Mac quality က ultra ထိရပါတယ် frame rate က super ဆိုတော့ 90fps အနေထားထိကျွန်တော်တို့ support ပေးနိုင်တာကိုတွေ့ရမယ်။တခုကောင်းတာကဒီကောင်ကဟိုပါဗောနော် test sample rate 288hz ပါတာဆိုတော့မစိုးဘူးဗော battery 9000 mAh ဆိုတော့ mobile legend တော့ဒီကောင်ကိုဒီပေါ်မှာကောင်းကောင်းဆော့လို့ရနိုင်တဲ့အနေထားရှိနိုင်တယ်ဗောနော်စမ်းတာတော့ကျွန်တော်တို့လည်း စမ်းပြီး review ကြမှာပဲအသေးသေးပြောပြမယ်ပေါ့ Honor of King ကို Redmi 15ပေါ်မှာစောက်ကစားရင်ရမယ် graphic setting မှာအမြင့်ဆုံး120 fps 120 hz နဲ့အလုပ်လုပ်ပါမယ် resolution ကလည်း ultra ထိရတယ်ဆိုတော့685မှာတော့ Honor of King စော့မယ်ဆိုအမြင့်ဆုံး setting เนาะ Redmi 15မှာစော့လို့ရနိုင်ပါတယ်အဲ့တော့ mobile vein စော့မယ်ပေါ့ဗျာ mobile legend Honor of King AC တဲ့အဲကျွန်တော်တို့ဟိုဟာတစ်ခုရှိမှာဗာလဲဆိုတော့ e football လေကောင်းကောင်းစော့လို့ရရင်ရနိုင်ပါမယ် အဲ့ gain သုံးမျိုးတော့ကျွန်တော်တို့ review လုပ်ဖြစ်တယ်ဟိဆိုရင်တော့ဒီကောင်ပေါ်မှာဆန်းပြပါမယ်နောက်ထပ်ကကျွန်တော်တို့ display နဲ့အတန်လေးဆန်းကြည့်အောင်ပေါ့နော်ဒီကောင်က speaker ကို200% ठी volume ချဲလို့ရတာကောင်းတယ်မကောင်းတဲ့အချက်ကတော့အာ6သိန်းကျော်ပေးရတဲ့အနေအထားမှာ speaker တစ်လုံးနဲ့ဖြာတာပါ နော်အကျိုးရစပီကာမဟုတ်ဘူးပေါ့နော်အဲ့ဒါတော့တိတ်မမိုက်ဘူး 144S ကဗီဒီယိုကြည့်ရတဲ့နေရာမှာကျတော့ 144S နဲ့တော့အလုံးလုံးနေတယ် ို့ဗီဒီယိုဒူပေါင်းမှာကကျွန်တော် Dolby Atmos ပါတယ်ဗောနော် Dolby Atmos on off လုပ်လို့ရမယ် screen record လုပ်ရမယ်အဲ့ဒီ feature တော့ပါပါတယ်ကျွန်တော်တို့ခင်ဗျားတို့အလွယ်ပြောတဲ့နားပုံလေးပါ냐တော့မပါဘူး။ပါဝင်တဲ့ speaker အတန်တွက်အနေနဲ့ကတော့ကျွန်တော်တို့ပုံမှန်တွေ့နေကြ Redmi 12 Redmi 13 Note ကအနေထား reset ကိုပဲရတာ။ချီလင်းပြတ်သားမှုပိုင်းရော baseband ရောရတာနေတယ်။ပုံမှန်ပဲတွေ့နေကြအနေထားပိုင်း။ LCD တွေကတော့မစိုးပါဘူး။သူ LCD တခုမှရှင်းစင်ရှိတိုက်တဲ့ color saturation ရသလို brightness လည်းတော်တော်အဆင်ပြေတဲ့အနေအထားရှိတာကိုတွေ့ရတယ်။ဒါပေမဲ့လည်းဗျာကျွန်တော်တို့က Remy UU number series ဆိုတော့ဒီလောက်အနေအထား multimedia ပဲရမယ်။ဒီလောက်ဆိုရင်တော့ Remy 50မှာပါဝင်တဲ့ feature အားလုံးကိုမြင်တွေ့ခဲ့ပြီလို့ထင်ပါတယ်။ a big quality design ဌာနကတော့ထူတယ်ပေါ့နည်းနည်းတော့ထူတယ်ဆိုတာကလည်း battery 9000 mAh ပါတာကြောင့်ထူတာပါ မိုက်ပါတယ်အဆင်ပြေပါတယ်ဒီဇိုင်းသားနာတော့ကျွန်တော်ကသဘောကျတယ်နောက်ဘက်ကစမ်းကြီးတလောက်လဲသူ့ရဲ့ဘက်ကပါဒီတိုင်းကင်သုံးမဲ့ဟိဆိုနောင်လက်ရထင်းတဲ့အနေဒါတခုမှမရှိဘူးအဲ့ဒါတော့မိုက်တယ်မာတီမီယာခန်းစားဖို့ဘိုင်းအတွက်ကတော့ display ကတော့ LCD ဖြစ်ပေမဲ့မဆိုးဘူးကျွန်တော်အနေနဲ့တော့သဘောကျတယ် screen size ကြီးသလိုရတဲ့ color saturation လေး brightness လေးကစင်ပြေတဲ့အနေထားမှာရှိတယ်။ speaker ကတော့200%ထိဗိုလ်လုံးချဲလို့ရရတာဖြစ်ပေမဲ့ကျွန်တော်ပုံမှန် Redmi Number Series တွေမှာပါနေကြအတန်ထွက် ကိုပဲရတယ်ပေါ့နော်အရင်ကြီးအဲအရင်ကြီးအကောင်းကြီးတော့မဟုတ်ဘူးနားထောင်ဖြစ်တယ်ဆိုတဲ့အနေအထားတစ်ခုမှာပဲရှိတယ်ကင်မရာဆက်ရက်ကလည်းအဲကျွန်တော်ရှိမှလည်းရှင်းပြခဲ့ပါတယ်သူ့မှာ OIS မပါဘူးဗျာအဲ့တော့ကျွန်တော်တို့ကအလင်းရောင်ရတဲ့နေရာမှာကောင်းကောင်းလေးလက်လေးညီညီထားအောင်ရိုက်နိုင်တယ်ဟေးဆိုရင်တော့လူပုံပါညာမှာပုံထွက်အဆင်ပြေနိုင်တယ်ကိုယ့်ရဲ့ online shop ဒါမှမဟုတ်ရင် product လေးတွေရိုက်ပြီး social media သုံးဖို့အတွက်တော့ရတဲ့ color saturation တွေက ကောင်းတယ် color saturate ဖြစ်တဲ့ဘက်ကိုသွားတဲ့ပုံထွက်လေးတွေတော့အဲ့နေရာမှာရတာတွေ့ရတယ်အဲလူပုံရိုက်ရင်တော့အဲတေချာဂယူဒဇိုက်ရိုက်နိုင်ရင်တော့အဆင်ပြေတဲ့ပုံထွက်ရမယ် battery 9000 mAh ကတော့တည်ရတိုင်းပြကျွန်တော် Redmi Number 3ရဲ့မှာအကြီးဆုံးဖြစ်တယ်လို့ global version ထွက်တဲ့ထဲမှာတော့သူ9000 mAh နဲ့လာတယ်ဆိုတာဒီကောင်က A7 ကြီး အဲဗတ်ထရီခန့်နိုင်ပါတယ် Snapdragon 685ကလည်းကျွန်တော်တို့ power efficient ဖြစ်တဲ့ SoC တစ်ခုဖြစ်တာကြောင့်ဘယ်လောက်ထိခန့်တော့ကတော့ကျွန်တော်ဒီကောင်ကိုအဲဆန်ပေးမယ်ကျွန်တော်ခီးရပြန်ရောက်လာရင် review အနေနဲ့ဆန်ပေးမယ်အဲ့တော့မှအသေးသေးဘယ်လောက်ထိဘက်ထရီခန့်တော့ပြန်ပြောပေးမယ်ပေါင်နဲ့တက်တဲ့3 watt charging ရလည်းမစိုးပါဘူးအဲတနာကြီး15ဝန်းကျင်လောက်နဲ့ဒီကောင်ကိုအားသွင်းရင်ပြေနိုင်ပါလိမ့်မယ်နောက်ထပ်ပြောစရာစွမ်းဆောင်ရည်ပိုင်းအတွက်ပါဝင်တဲ့ SOC 685က social media သုံးဖို့အတွက်ကတော့ ကောင်းကောင်းအခုချိန်ဒီအဆင်ပြေနေသေးတဲ့ SOC တခုဖြစ်တဲ့ gain heavy use သုံးမဲ့သူကတော့မဝင်နဲ့ပေါ့နော်ဘာလို့ဆိုတော့ဒီနေရာမှာဆိုရင်သူ့တဲ့ကောင်းတဲ့ SOC တွေကတရုတ်အလုံးထဲမှာဆိုနှုတ်သက်တင် Pro ကိုရွေးလို့ရတဲ့အနေထားရှိနေသေးလို့ဖြစ်ပါတယ်။ဘက်ဂျီဆော့မဲဟိတ်ဆိုရင်လည်းဒီကောင်က gyro sensor မပါတဲ့အတွက်တော့အဆင်ပြေမှာမဟုတ်ဘူး။ mobile game ဖြစ်တဲ့ HOK နဲ့ mobile legend ကတော့ဒီကောင်ပေါ်မှာကောင်းကောင်းဆော့လို့ရနိုင်တဲ့အနေအထားရှိသလို EVO အဆင်ပြေလာလဲကျွန်တော် review ဆန်းတဲ့အခါကျရင်အသေးစိတ်ထည့်ဆန်းပြပါမယ်။ ပုံမှန် daily drive ကတော့ okay ပါဘယ်သူတွေအတွက်ရွေးချယ်စရာဖြစ်မလဲဟဲ့ဆိုရင်ပတ်စံ6သိန်းလောက်ပဲသုံးကျင်နေ China လုံးတွေမကြိုက်ဘူးဟဲ့ဆိုရင်တော့ battery ခံနဲ့ Redmi 15 4G လေးဟာစိတ်ဝင်စားစရာကောင်းတဲ့အနေအထားတစ်ခုရှိတယ်ကိုက social media ကိုကောင်းကောင်းသုံးပြီး global အလုံးကင်ကျင်နေအဲ call recording လေးလည်းအဆင်ပြေပြေ Google စာပစ်လည်း okay တယ် notification လည်းနောက်မကျကျင်တဲ့ဖုန်းကိုဖုန်းလို့သုံးမဲ့ global user တွေအတွက်ဆိုရင်တော့ Redmi 15က ရွေးချယ်သင့်တဲ့အနေအထားတစ်ခုမှရှိခဲ့ဖုန်းတစ်ခုလို့ပြောရင်လည်းဒီဗီဒီယိုလေးကိုဒီမှတင်အဆုံးသတ်ချင်ပါတယ်အားလုံးပိုင်းပိုင်ပါ Here we go.